ခုရက်ထဲအမေရိကန်ကသတင်းတွေမှာလူပြောများဟော့ဖြစ်နေတဲ့သတင်းတစ်ခုကတော့ baseball အကစားပြိုင်ပွဲမှာ latino အမျိုးသားတအုပ်ကိုအမေရိကန်လူပြိုအမျိုးသမီးတစ်ယောက်က ice coffee တိုင်မယ်လို့ချင်းချောက်ပြောဆိုလိုက်တဲ့သတင်းမှာ milwaukee brewer အသင်းကိုအားပေးသူအမျိုးသမီးနဲ့ LA Dodger အသင်းကိုအားပေးသူ Latino အမျိုးသားတို့အကြဖြစ်ခဲ့တာပါ Dodger အသင်းကိုအားပေးသူရစ်တပ်စစ်မှုထမ်းဟောင်း Ricardo Fosado ကသူတို့အသင်းနိုင်နေတာကြောင့်ပွဲကြည့်ပြည့်တတ်တဲ့အချင်းချင်းကြားစနောက်ပြောဆိုတာကို တဲညမခံနိုင်တဲ့ရှုံးနေတဲ့မက်ဘောကီအသင်းကိုအားပေးသူရှန်နွန်ကိုဘီလာဇစ်ဆိုသူကအိုက်စ်လိုခေါ်တဲ့လွင်မှုကြီးကြပ်ရေးဌာနကို ခေါ်ပြီးတော့တိုင်လိုက်ရမလားလို့ချင်းချောက်ပြောဆိုခဲ့တာပါအဲ့ဒီလိုသူတို့နှစ်ဦးအပြန်အလှန်အခြေတင်ဖြစ်နေတဲ့မှတ်တမ်းဗီဒီယိုလူမှုကွန်ရက်ပေါ်ရောက်သွားပြီးလူမှုကွန်ရက်ပေါ်မှာအုပ်အော်တောင်းနှင်းဖြစ်သွားခဲ့တာမှာချင်းချောက်သူရှန်နွန်ဟာ အလုတ်ဖြုတ်ခံလိုက်ရသလိုသူဘုတ်အဖွဲ့ဝင်ဖြစ်ပါဝင်နေတဲ့ Make a Wish Foundation ကလည်းနှုတ်ထွက်လိုက်ရပါတယ်။အဲ့ဒီ Make a Wish Foundation အဖွဲ့ဟာနာရာရှည်ယောဂါခံစားနေရတဲ့ကလေးငယ်တွေရဲ့ဆန္ဒတွေကိုသူတို့မကွယ်လွန်ခင်ဖြည့်ဆည်းပေးတဲ့အမေရိကန်ကနာမည်ကြီး NGO အဖွဲ့ဖြစ်ပါတယ်။ရှန်နွန်ရဲ့ပြောဆိုမှုဟာတာမန်အချိန်မှာအခုလိုအလုတ်ပြရလောက်တဲ့အထိကြီးထွားလာနိုင်စရာမရှိပေမဲ့လက်ရှိသမ္မတဒေါ်နယ်ထရမ့်အစိုးရကတရားမဝင်နေထိုင်သူတွေကိုဖမ်းဆီးတဲ့နေရာမှာ ICE အဖွဲ့က တသမီတွေကိုအကြောင်းပို့ခြင်းကလေးတွေရဲ့ရှင်မာမိဘတွေကိုဖမ်းဆီးတာနဲ့တရားရုံးမှာပါမကြံအကြမ်းဖက်ဖမ်းဆီးနေတာတွေအပေါ်အမေရိကန်တွေအကြမ်းမကျေနပ်မှုတွေဖြစ်နေတာမို့ဒီကိစ္စဟာလိုအပ်တာတဲ့ပို့ပြီးတော့ကြီးထွားသွားကြတာပါအထူးသဖြင့်တော့သမ္မတထရမ့်အစိုးရကလက်တီနိုလို့ခေါ်တဲ့တောင်အမေရိကတိုက်သားတွေကိုပြစ်မှတ်ထားဖမ်းဆီးနေခြင်းအခုဖြစ်သွားတာကလည်းလက်တီနိုအမျိုးသားတအုပ်နဲ့လူပြူအမျိုးသမီးတို့ကြားဖြစ်တာကြောင့် လူမှုကွန်ရက်ပေါ်တက်လာတဲ့အဲ့ဒီဗီဒီယိုကိုအများစုကမကြင်မနာဖြစ်ခဲ့ကြတာပါအဲ့ဒီ baseball ပွဲမှာတော့ LA Dodgers အသင်းက Milwaukee အသင်းကိုအနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ